ားလုံးမေမီလားခင်ဗျာယနေ့ခီးစဉ်ကတော့ဒနိပူဇနောခီးစဉ်ဖြစ်ပါတယ်ခင်ဗျာကားပါမလားညီလေးကန်နေအောင်ဟိုက်မင်္ဂလာပါအိုက်ကိုမင်္ဂလာပါအေးမင်္ဂလာပါအခုဆိုရင်ဇလုံးကညီလေးကောင်းမြတ်ပါထပ်ပြီးတော့ရောက်တော့ပါပြီဗျာအားလုံး၄ယောက်ဖြစ်သွားပါပြီအခုဆိုရင်တမရရောက်ပါပြီဗျာ၄ယောက်လေး၄ဇန်ကြီးအမိုက်ပြိတ်အများကြီးပဲ လည်းမျိုးရောက်ပါ ਈ မြာစင်ပြေတယ်မလားအစ်စ်အစ်စ်ဖတ်တာရောက်လာပါ ਈ မြာကောင်းမြတ်နဲ့ဟိုအရှိန်2ယောက်ကတော့ special high ဝါ ਈ ကျွန်တော်ကတော့အေးအေးအောင်မနေလိုက်ပါဘူးခင်ဗျာမီဒီလန်ရောက်ပါ ਈ မြာအပြင်းလေရောက်ပါ ਈ မြာတင်းပြီးတော့ရောက်လာပါ ਈ မြာ ဇနုဘေးရတော့ပါကြီးဗျာကုဇုံကြီးဇနုရောက်ပါကြီးဗျာဇနုမခဏလေးစင်းပြီးမှတ်တဲ့တပုံရတဲ့ပုံပဲခင်ဗျာဇနုအဝင်ရလာတေဝီကြော်ပိုင်နှစ်မှာခဏလေးနားလိုက်ပါဦးမခင်ဗျာဒီမှာလက်ဖက်ရည်ကနည်းနည်းစောင့်အောင်မယ်ဆိုတော့မြို့တွေကလာတေဝီကြော်ပိုင်တိတ်မှာသွားပြီးတော့ထိုင်ခိုက်ပါဦးမခင်ဗျာအခုဆိုရင်ကျွန်တော်ထိုင်နေရ ဒလငွေထဲမှာရှိတဲ့တာတဝီကျော်ပိုင်မှာခဏလေးနားလိုက်ပါဦးမခင်ဗျာကျော်ဆိုင်ရလားတဲ့ဦးကျော်ပိုင်မာလဲအဖျော်စရာမနက်9နာရီလောက်မှရောက်မှာဆိုတော့အခုကအယုတ်ဒီမှာလပိတ်ဆိုင်နောက်ဆိုင်ပြောင်းနေပါပြီဗျာဝူးဇနောညီလေးခေါ်လာတဲ့အောင်လပိတ်ဆိုင်ရောက်ပါပြီဗျာခဏနားလိုက်ပါဦးမနော်ဇလုံက UTS စပေးဆိုင်သွားလိုက်ပါဦးမခင်ဗျာကျွန်တော်လည်းအတူတူ UDS စပေးဆိုင်မှာနည်းနည်းဗားရီရှိသေးဆိုတော့လေ့လာအောင်နော်လွတ်လွတ်ဒီပချံ grey ဟာလှရကွာအတီရက်အတီရက်ဒိတ်ဒီကောင်ဘာဘရန်လဲတော့မတီးဘူးကမိုက်တော့မိုက်တယ်ပြီးရောနော်อืมဟုတ်တယ်ဟာ SNN တရားဒီပါ grey ZTU ဒါလေးလည်းမိုက်တာပဲ ဖရိန်လေးမိုက်တယ်ကိုရီးယားစပိန်နဲ့မှဆိုတော့စပိန်ကမြင်လို့ရှိရင်မရဘူးဝင်ကြည့်လိုက်ရမှာအခုဆိုရင်ကျွန်တော်တို့ဇနုဖရခဏလေးဝင်ဖူးလိုက်ပါအောင်ခင်ဗျာဒီနေ့ကတော့စနေနေ့ဆိုတော့ဇနုဖရမှာဖရဖူးတွေနဲ့စီကားလေးရှိပါတယ်ခင်ဗျာကျွန်တော်လည်းတူတူဇနုဖရလိုက်ဖူးအောင်နော်ဒီနေ့ကတော့စနေနေ့ဆိုတော့ဖရဖူးတွေနဲ့ဇနုဖရမှာစီကားလေးရှိပါတယ်ခင်ဗျာ ဇလုံးဖျားမြေကူးရှုဖြစ်ပါတယ်ခင်ဗျာခုပြောကြပါဦးနော်အခုတော့ကျွန်တော်တို့တော့ဇန်နဝါရီနေ့ကနေပြန်ပြီးတော့နေလိုက်ပါမယ်ခင်ဗျာ ိုက်ပါရဲ့လောက်တော့ဟောစားဖို့ဒီလေဦးရောက်ပါပြီဗျာကြုံချရောက်ပါပြီဗျာမေရီလန်းရောက်လာပါပြီဗျာဖတ်တော့မှခဏလေးနားလိုက်ပါဦးခင်ဗျာရှင်းပြတယ်မလား အလဲမျိုးရောက်ပါပြီဗျာအလဲမျိုးအင်မီတာတိုင်မှာခဏလေးနားလဲပေါင်းမယ်ခင်ဗျာကျွန်ုပ်အဝင်သားမှာလေရအရဆန်လာလို့ခဏလေးနားလဲပေါင်းမယ်ခင်ဗျာအခုတော့ကျွန်ုပ်ရောက်ရှိလို့ဒါပါပြီဗျာကျွန်တော်လည်းအတူတူနောက်ထပ်သွားမယ့်ခီးစဉ်ကိုလည်းစောင့်မို့ကြည့်ရှုအားပေးကြပါဦးနော်ကိုဟိမ့်ပါ